အင်အားပြင်းငလင်ကြီးကြောင့်နေပြည်တော်ရှိဝင်းကြီးဌာနရုံးတွေပြိုကျပျက်စီးကုန်တဲ့အတွက် ရုံးတချို့ကိုရန်ကုန်မှာယာယီပြောင်းရွှေ့အခြေဆိုင်မယ်လို့သတင်းတွေထွက်ပေါ်နေတယ်လို့သိရပါတယ်။အလုံးစုံပျက်စီးသွားတဲ့နိုင်ငံသားရေးဝင်းကြီးဌာနဟိုတယ်နဲ့ခီးတွန်းလာရေးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးဝင်းကြီးဌာနတို့ကိုရန်ကုန်ကိုခေတ္တပြောင်းရွှေ့ရုံးဆိုင်မယ်လို့ဝန်ထမ်းတချို့ထံကသိရပါတယ်။ဂျုံတုံးခုကိုနေရာရွှေ့မယ်ပြောတယ်။ အခုထိလိုင်းငန်းတွေမှာပြိပီးသေးနေတဲ့အလောင်းတွေကိုမထုတ်ရသေးလို့အနံ့တွေလည်းထွက်နေတယ်။နေခင်းဘက်ပါသခိုးတွေဝင်ခိုးလို့ကိုလိုင်းငန်းကိုစောင့်ကြည့်နေရတယ်လို့နာဝကဝန်ထမ်းသူက ARD Times ကိုပြောပါရယ်။စီကောင်စီဟာစေယုံထဲမှာလည်းအဆောက်အုံတွေပြိုကျပျက်စီးခဲ့ရာမူဝံဆောင်ရာရှိငယ်နေအင်း ရှေခန်းတွဲနှစ်ထပ်လိုင်းကလုံးစုံပြိုကျပျက်စီးသွားပြီးစစ်ကောင်စီရဲ့တပ်မိသားစုဝင်တွေတိတ်ဆုံးတံရရရှိမှုများပြတယ်လို့ဗိုလ်ကြီးစင်ရော်ထံကသိရပါဗျ။နိုင်ငံသားကြီးနဲ့ဟိုတယ်နဲ့ခီးသွန်းလိုက်ဌာနကရုံးပစ္စည်းတွေပြောင်းရွှေ့ဖို့ပြင်ဆင်နေပြီလို့သိရပါဗျ။ရုံးတဲ့လူနေလိုင်းကန်းတွေအတော်ပျက်စီးသွားတယ်လို့သိရပါတယ်လို့ CTM ဗိုလ်ကြီးစင်ရော်က ERV Times ကိုပြောပါဗျ။ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့ခုနှစ်သက်သမခုနှစ် Richard Scales ရှိ အင်အားပြင်းကနေကြောင့်နေပြည်တော်ရှိဝန်ထမ်းအင်အားအများအပြားပြုကျပျက်စီးခဲ့ရာဝန်ထမ်းတွေနေထိုင်စားတောက်ရေးအတွက်ခက်ခဲမှုတွေရှိနေတယ်လို့နေပြည်တော်ဝန်ထမ်းတူက ERI Times ကိုပြောပါတယ်။ You are a day who is scam မှာရွှေတန်ဝင်ကုမ္ပဏီက နေပြည်တော်တက်နယ်မြေအတွက်နေ့စဉ်လူအယောက်၈၀၀၀သာထမင်းဟင်းချက်ပြုတ်ဝင်ငါနေရတယ်လို့သိရပါတယ်။တနေ့ကိုလူ၈၀၀၀သာအတွက်နှစ်နက်စာချက်ပြုတ်ပေးနေရခြင်းဖြစ်ပြီး ။လဝါပင်းမလုံလောက်တဲ့အတွက်ချက်ပြုတ်မဲ့သူကိုငွေစည်းပေးပြီးငှားရမ်းထားတယ်လို့သိရပါဗျ။နန်းစီဒီယံဝန်ထမ်း8000ခန့်မှာခမင်းတုပ်တွေကိုတဲခွေစခန်းတွေမှာတွားရောက်ယူဆောင်နေရပြီးနေထိုင်စရာအတွက်အခက်အခဲတွေရှိနေတယ်လို့သိရပါဗျ။